မိမိတို့ရေကလေးလေးငါစီးပြီးဆိုတာလေချောင်းဆိုးတာတွဲပါလာတယ်ပြီးွားလို့ရှိရင်ဒီချောင်းဆိုးတာနေပြီးတော့တဖြည်းဖြည်းနဲ့ရင်မထဲမှာအကံပေါင်းလုံးကြပြီးတော့မတက်တာလားဒီချောင်းဆိုးပြီးတော့နာစီးတာအဲ့တော့ပြန်ပြီးတော့တန်တရာလဲနေလားမိမိတို့သတိထားမိကြလားဒီနေ့ဗီဒီယိုလေးမှာတော့ကလေးလေးတွေဒီနာရီနောက်ပြန်စီးတယ် post nasal drip အကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ရှင်အားလုံးပဲစကြည့်လိုက်ကြအောင် ားလုံးပဲမြင်လာပါဒေါက်တာနိုဝင်ဘလော့ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့လူတော်များများမှာအဖြစ်များပြီးတော့မတိကြတဲ့အဲဒီနိုင်ရင်နောက်ပြန်စီးချင်း post nasal trip အကြောင်းကိုပြပြပေးမှဖြစ်ပါတယ်ရှင်။နှာခေါင်းနဲ့လေကြောင်းထဲမှာရှိရဲ့ဂလန်းတွေကပုံမှန်အဖြစ်ဆိုလို့ရှိရင်အဲတနေ့ကို1လီတာတောင်းဝ2လီတာလောက်ဒီအချွဲတွေကိုထုတ်ပေးနေတယ်။ဒီအချွဲတွေကဒီအသက်ရှူလမ်းကြောင်းတောက်ရှောက်မှာကိုသူကဆူဆူပို့အတွက် အာတော့ထောက်ပံ့ပေးနေတယ်ဒါမှလည်းဖုံမုတ်တီတို့အဲဒီယောဂပူးမွားတီတို့ဒီဓမ္မတဲ့တဲ့အရာတွေကဒီအချွဲနဲ့ကပ်ပြီးတော့ဒီခန္ဓာကိုယ်တဲကိုမရောက်ပင်နဲ့အပြင်ကိုပြန်ထွက်လာစေဖို့အတွက်သူကအထောက်အကူပေးတယ်ပုံမှန်ဆိုရှင်တော့ဒီအချွဲတွေကိုသတိတင်ထားပြီးမြေမျိုးချလိုက်တာမျိုးဖြစ်တတ်တယ်ဒါပေမဲ့ဒီလိုမျိုးနိုင်နောက်ပြန်စီးတဲ့ခါကြလို့ရှိရင်တော့ဒီအချွဲတွေကမထုံနိုင်ပဲနဲ့ဒီအနောက်ဘက်ကဒီအသက်ရှူလမ်းကြောင်းတွေကိုဝင်သွားအောင်မျိုးဖြစ်တတ်တယ် ဒီအချွဲတွေကဒီအသက်ရှူလမ်းကြောင်းမှာရှိတဲ့ဖုံမုတ်တွေပူးမွားတွေဓာတ်မတည့်တဲ့အရာတွေကိုသူကဒီခန္ဓာကိုယ်ရဲ့ဆက်မရောက်သွားအောင်ဆိုပြီးတော့သူကတားဆီးပေးထားတယ်။အဲဒါတွေကြားလို့ရှိရင်ကျွန်တော်တတိမထားမိပဲနဲ့ဒီအချွဲတွေကိုမျိုးချလိုက်တာဒါမှမဟုတ်အသက်ရှူလမ်းကြောင်းရဲ့ရောက်လာမှုဖြစ်တတ်တယ်။တချို့အခြေအနေတွေမှာဆိုလို့ရှိရင်တော့ဒီအချွဲတွေကပူများလာတာ ပိုပြစ်လာတာပုံမှန်အတိုင်းမျိုးချပို့ပြီးတော့ခက်ခဲတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုကြလို့ရှိရင်နိုင်ရင်တော့ပြန်စည်းတာက post nasal drip ဆိုတဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်နိုင်ရင်တော့ပြန်စည်းရဲ့အကြောင်းရင်းတွေကတော့နံပါတ်1အအေးမီတာ virus ပိုဝင်တာအအေးမီရဲ့ virus ပိုဝင်နေဆိုလို့ရှိရင်သူကနိုင်ရင်အများကြီးကကြလာတဲ့ကလေးတွေမှာဆိုလို့ရှိရင်ပိုဆိုးတာကသူကကိုယ့်ကိုနိုင်ရင်မင်းရက်တက်တယ်ဆိုလို့ရှိရင်သူကပြန်ပြန်ပြီးတော့ဆုပ်ပြီးတော့သွေးနဲ့တခါကြလို့ရှိရင်ဒီ အဲဗိုင်းရပ်စ်ပိုးရခန္ဓာကိုယ်လည်းပို့ပြီးတော့ခွင်နိုင်တယ်။နံပါတ်1ဓာတ်မတည့်ခြင်း။ဓာတ်မတည့်တဲ့ ဥမာဒီပတ်အမှုမွားတို့တပိတ်ဆံအမွေးမြင်တို့ကို ရှူမိရဆိုလို့ရှိရင်လေဒီအချွဲတွေရပြန်ပြီးတော့နိုင်ရတော့ပြန်စီပြီးတော့ခနာကိုယ်လည်းပုံဝင်နိုင်တယ်။နံပါတ်3က sinusitis လို့ခေါ်တဲ့နှာခေါင်းမိကလေအိတ်တွေရောင်ရမ်းတာဖြစ်ပါတယ်။အဲ့လိုနှာခေါင်းမိကလေအိတ်တွေရောင်ရမ်းတဲ့အခါကြလို့ရှိရင်ဒီချွဲတွေကဒီရောင်ရမ်းနေတဲ့ဒီလေအိတ်တွေတိတ်ထဲမှာသူကပိတ်မိနေပြီးတော့လေချောင်းလေးကိုပြန်ပြီးဆင်းလိုက်တယ်။ကြာကြီးဖြစ်လာတဲ့အခါကြလို့ရှိရင်နာတာရှိလေအိတ်ရောင်ရမ်းလာဖြစ်ပြီးတော့ chronic sinusitis ဆိုတဲ့အခြေအနေထိရောက် ဝနိုင်ပါတယ်။နံပါတ်၄ကအစာအိမ်ရအက်စစ်တီကအပေါ်ပြန်တက်လာတာ။အစာအိမ်ရအက်စစ်တီကအပေါ်ပြန်တက်လာတဲ့ GERD ဆိုတဲ့ဒေါကတစ်ခုမှကြာလို့ရှိရင်ဒီအက်စစ်တီကလေချောင်းကိုပြန်ပြီးတော့တက်လာတဲ့အခါမှာလေချောင်းထဲကအချွဲတွေကိုပို့ပြီးတော့ထွက်စေပါတယ်။ နံပါတ်5ကြတော့ပတ်ဝန်းကျင်အချက်လက်တွေပေါ့နော်ပတ်ဝန်းကျင်အချက်လက်တွေဆိုတာကဥမမာဒီ6သွေးတဲ့ချိန်လေးပြီးလို့ရှိရင်တို့မရာသီအပြောင်းလဲဖြစ်တာတွေဒူးညဉ့်ညမ်းတာတွေမိခိုးငွေရှူဆိုင်မိတာတွေအဲ့လိုမျိုးဖြစ်တဲ့အခါကြတော့ရှိရင်တော့ဒီအချွဲတွေကိုပို့ပြီးထွက်စေနိုင်တယ်နံပါတ်6ချက်ကကြတော့ကိုယ်ကိုဆောင်တဲ့မိမိတွေ ကိုယ်ဆောင်တဲ့မိမိတွေမှာဆိုလို့ရှိရင်ဒီကိုယ်ဆောင်ဟော်မုန်းတွေကလည်းဒီနိုင်နောက်ပြန်စီးတာဒီ post nasal drip ဖြစ်တာကိုပို့ပြီးတော့ဖြစ်စေနိုင်ပါတယ်။သူ့ရဲ့လက္ခဏာတွေကဘာတွေလဲ။ဒီ post nasal drip ရဲ့လက္ခဏာတွေကကြတော့နံပါတ်1ခဏခဏလေချောင်းရှင်းရသလိုဟန့်နေရချောင်းဟန့်နေရခြင်းသူကဒီဒီအချွဲတွေနောက်ပြန်စင်းတဲ့အခါကြာလို့ရှိရင်ဒီလေချောင်းထဲမှာတစ်ဆုပ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့လေချောင်းခဏခဏရှင်းရတယ်လို့မျိုးချောင်းဟန့်နေရမျိုးဖြစ်ရတတ်တယ်။ နောက်နမနဲ့ဒေါက်တာရှီချောင်းဆိုခြင်းဒီချောင်းဆိုတာကအရန်ကြာလာတဲ့အထူးသဖြင့်ညာဘက်ဓမ္မမဟုတ်မနက်ခင်ပိုင်းအစိုးရမှာဆိုလို့ရှိရင်ပို့ပြီးတော့ဒီ ခြာချွဲဟာတဲ့ချွဲတွေပုံပြီးထွက်တယ်လို့ခံစားရတယ်ဆိုလို့ရှိရင်တော့ဒါက post nasal drip လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။နံပါတ်3အကန်အော်ခြင်းတာမဟုတ်လေချောင်းတာချင်းဒီလိုမျိုးအချွဲတွေကလေချောင်းလေးကိုစီးတဲ့ခါကျလို့ရှိရင်လေချောင်းရလာတယ်ပြီးလို့ရှိရင်ဒီ virus တွေပါပါလာတဲ့ခါကျရင်လေချောင်းနာတို့အတန်ကြီးအော်အော်ကြီးဖြစ်နေရတော့ဖြစ်တတ်ပါတယ်။နံပါတ်4နှာခေါင်းပိတ်ခြင်းဒါမှမဟုတ်နိုင်ယူခြင်း ဒီအချွဲတွေကပိုပြီးများလာတဲ့ခါကျတော့ရှင်နှာခေါင်းပိတ်တာတွေနာစည်းတာမျိုးတွေနဲ့လည်းတွေ့တတ်သေးတယ်။ငါကြတော့ငါကြိုက်တယ်နားရတယ်ဒီနှာခေါင်းနဲ့ဒီနားနဲ့ကဒီပိုက်ကလေးတစ်ခုနဲ့ဆက်သွယ်ထားတော့ကြမလို့ဒီနှာခေါင်းနဲ့ပတ်သက်တဲ့ဒီ fashion ပုံမွားတွေဝင်နေဆိုလို့ရှိရင်လည်းဒီနားကြိုက်တာတွေနားပြဿနာတွေပါဝင်လာနိုင်တယ်။ နောက်ဆုံးတစ်ခုကကြတော့ပါဇက်နံခြင်းခုနပြောသလိုပဲဒီနှာခေါင်းနဲ့ပါဇက်နာနဲ့ကလည်းဆက်သွယ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး virus တွေဝင်လာတဲ့ခါကြလို့ရှိရင်ပါဇက်မှာလည်း virus ပိုးတွေအောင်းနေနိုင်တဲ့အတွက်ကြောင့်မလို့ပါဇက်နာနာမျိုးထိတဲ့ဖြစ်နိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ အဲဒီလောက်နဲ့ပဲဒီ post news အကြောင်းလေးကိုနည်းနည်းရင်းနှီးသိပါအောင်ဆိုပြီးတော့ပြောပြပေးတာပါတယ်။အားလုံးပဲဂျုံမမီတဲ့ကလေးကျမရဲ့ကလေးကျမရဲ့အမျိုးသမီးကျမရဲ့ဘူးဒုတာလေးသိချင်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်။မေးစရာမေးခွန်းများရှိတယ်ဆိုလို့ရှိရင်တော့အောက်က comment box ဖြစ်ဖြစ်ကျမ message မှာဖြစ်ဖြစ်မေးခွန်းလေးတွေ channel လို့ရပါတယ်။ကျမတောက်ကြစနေတဲ့နေ့ကနေည9:00နာရီနောက်ပိုင်းကိုအလင်းတင်လို့ဖြည့်ထားပေးပါမယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။